မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဓမ္မဗေဒီဆရာတော်အရှင်ဝရိယတောင်စွန်ရေးသားတော်မူခဲ့တဲ့လောကကျက်တည်ရေးဆောင်လေးအပိုင်းဆက်ကိုဆက်လက်မျှဝေပေးပါမယ်ရှင်။ဖျားပေးတဲ့ဇညွန်။သူကတိဘုံဘဝတွေအားလုံးထဲမှာလူဘုံ လူဘဝကိုရရှိပြီး လူသားရဲ့ဘဝဇတုကိုကပြတယုံဆောင်ခွင့်ရခြင်းဟာအထက်မှာဘဝအောက်မှာအဝီစီနှင်းသည့်စัจ java လား။ ဖီလာထုတ်ခြင်းအကျဉ်းမရှိဆိုတဲ့အတိုင်းအနှိမ့်ဆုံးအဝီစီးကနေအမြင့်မြတ်ဆုံးဖြစ်တဲ့ဖရာယဟန္တာအထိဖြစ်ခွင့်ရှိတဲ့ဘဝဖြစ်လို့သူဂတိအစစ်ဆုံးနဲ့ဘဝဆက်အမြင့်ဆုံးဖြစ်တယ်။ဒီလိုသူဂတိဘဝစစ်စစ်ကို ရောက်ခိုက်ရခိုက်မှာဖရာရှင်ရဲ့သာသနာတော်ကြီးနဲ့ပါကြုံကြိုက်ခွင့်ရပြီဆိုရင်တော့အမြင့်ဆုံးဘဝမှာ အမြဲဆုံးစုလက်ကြီးတစ်ခုကိုထပ်မံရရှိတာဖြစ်လို့အချီနီအဆုံးရှုံးမခံကြပဲထိုက်တန်အောင်တရုတ်ဆောင်ကြကပြကြဖို့ဖျားရှင်ကသတိပေးဆုံးမတော်မူပါတယ်ခေါဒကနီးကတင်းရင်းဆောင်249အခုလို့အစင်းမြင့်သူကလေးဘုံသားဖြစ်ခွင့်ရကြတဲ့လူတိုင်းဟာလေဘသူမဆိုမိမိတို့ရဲ့ဘဝဇလန်းကို ပင်ကိုကုသိုလ်ဗီဇဓာတ်ခံရှိသလောက်ကောင်းမွန်မြင့်မြတ်တဲ့အထူးကျွန်ဆုံးအာဇာနည်များဆိုတဲ့ဩစကာစုကြီးနဲ့သာထိုက်တန်အောင်တရုပ်ဆောင်လိုမှာပါကြားသူတိုင်းယွန်းမြင်သူတိုင်းမုံကြုံသူတိုင်းနှလုံးနာဆိုတဲ့ ။အော်ဆရာဖြစ်ဆိုးမျိုးနဲ့တော့ဘဝကိုဇက်သိမ်းလိုချမယ်မဟုတ်ပါဘူး။ဒါဟာတိရိပ်ဥက္ကရာဖြစ်တဲ့လူသားတိုင်းရင်ဗီဇမှန်စိတ်ဓာတ်ကောင်းတစ်ခုလို့ဆိုရပါလိမ့်မယ်။အခုလိုအမြင့်မြတ်ဆုံးအခွင့်အရေးကြီးနဲ့ကြုံကြိုက်ခိုက်မှာအခွင့်နဲ့တန်းအောင်အရေးပါတဲ့ဘဝဆက်တရုပ်ဆောင်တွေ ဖြစ်စေဖို့အတွက်ပွင့်တော်မူပြီးသမျှဖျားရှင်တိုင်းကပင် မကောင်းမှုရှောင်ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားဆိုတဲ့အခြေခံဇညွန်းသုံးပိုက်ကို ဟောညွန်ချမှတ်ပေးတော်မူခဲ့ကြပါတယ်ဒီဇညွန်းသုံးပိုက်မှာရှေ့နှစ်ပိုက်ကကာယကံဝစီကံလိုက်နာဆောင်ရွက်တယုတ်ဆောင်မှုညွန်ကြားတာဖြစ်ပြီးဖြူအောင်စိတ်ကိုထားဆိုတဲ့နောက်ဆုံးအပိုက်ကတော့ဘဝဆက်ရဲ့နီးကဒရိုက်တာဖြစ်တဲ့နှလုံးသားအတွက်ထားရှိရမယ့်အစဉ်တန်းကိုညွန်ပြတာဖြစ်ပါတယ် မိမိတို့ရဲ့နှလုံးသားဟာဒီအစဉ်တန်းမှီနေစေဖို့အတွက်ကတော့အရင်တစ်ပတ်ကပြောခဲ့တယ်ဆွန့်လို့နင့်နာခံခြင်းခွင်းလို့တီးခံခြင်းကိုခြင်းစာနာခြင်းအသိဉာဏ်စင်ကြုံတုံတရားအမြဲထားရှိခြင်းဆိုတဲ့အရေးအချင်းကောင်းလေးချက်နဲ့ပြည့်စုံစေရမှာ ဖြစ်ပါတယ် ဒီရေချင်းလေးမျိုးတွေက ပထမဆုံးဖြစ်တယ်စွန့်လွတ်နင်းနာခံခြင်းဆိုတာရနိုင်သမျှအာယုံခံစားစရာစည်းစိမ်ချမ်းသာနဲ့အခွင့်အလန်းအားလုံးကိုမိမိအတွက်သာလဝက်ကြီးအုပ်တင်ပိတ်ထားလိုတဲ့ဝိတမလောဘစိတ်ဓာတ်ဆို ကာမဝိတက်ရဲ့ဖြောင်းဖြောင်းဆန့်ကျင်ဘက်ဖြစ်တယ်အာလောဘစိတ်ဓာတ်ဖြစ်ပါတယ် မြတ်ဗုဒ္ဓရဲ့အလိုတော်အရလောကမှာကြုံတွေ့ခံစားနေရတဲ့ဆင်းရဲဒုက္ခများ မကျေနပ်စရာများနဲ့ဝမ်းနည်းကြေကွဲစရာ ပြဿနာစတဲ့စိတ်ရည်မဲမှုအလုံးဟာဒီတကူကောင်းစိတ်ဓာတ်ကို အခြေခံပြီးဖြစ်ပေါ်လာတာပါဒီတကူကောင်းစိတ်သက်ဆိုးဖြစ်တဲ့ဝိသမလောဘဟာ ပြတ္တနာအစိုးအလုံးတို့ရဲ့အဓိကလက်သေးတရားခံဖြစ်တယ်လို့မိန်ကြားပါတယ်။ ဒါကြောင့်လောကကြီးကြက်တည်ရှိဖို့အတွက်ပထမဦးဆုံးအနေနဲ့ဝိသမလောဘရဲ့ဓာတ်ရိုက်စန့်ကျင်ဘက်ဖြစ်တဲ့စွန့်လွတ်နင်းနာခံစိတ်တဲ့အဘိဓမ္မာစကားနဲ့ပြောရရင်တော့အာလောဘစိတ်တဲ့ရှိဖို့လိုတယ်လို့ဟောညွန်တော်မူတာပါဒီနေရာမှာဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ရောင်ဝါးဝါး၌အတိအမှတ်လွဲနေတတ်တာတခုကိုလည်းသတိပေးပါစေ လူတိုင်းလိုလိုပဲလောဘဆိုတာလူချင်းတက်မဲ့တဲ့သဘောလိုသိထားကြလီတော့ဒီစကားရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အလောဘဆိုတာကို မလို့ခြင်းနဲ့မတက်မတ်တဲ့သဘောလိုခက်လွယ်လွယ်မှတ်ထင်နေတဲ့ကြပါတယ်။ဒါကြောင့်လဲတချို့လူပြေးများက ကိုဟါကိုပြင်းလို့အလုံမကြိုးစားခြင်းနာကိုပဲသူများတွေလို လောဘမကြီးလို့မလို့ခြင်းလို့ဆိုတဲ့သဘောမျိုးနဲ့ပြောလို့ရှိကြတာပါ။ သူတို့ပြောတဲ့မလိုချင်လို့ဆိုတာဟာ လောဘရဲ့စန်းကျင်ဘက်ဖြစ်တယ်အာလောဘမဟုတ်ပါဘူးအာလောဘဆိုတာကကုသိုလ်တရားအုပ်စုဝင်အမိပါပြင်းရည်ဆိုတာဟာစုံနစ်ဒေါသလို့ခေါ်တဲ့အကုသိုလ်အုပ်စုဝင် ဖြစ်ပါတယ်မြေဘုရားဟောညွန်ဟောညွန်လိုရင်းဖြစ်တဲ့အာလောဘဆိုတာမိမိကလိုချင်လို့ရှာဖွေရရှိထားတဲ့ပစ္စည်းဥစ္စာကိုပင်ဖြစ်စေ သူတစ်ပါးရဲ့ဆင်းရဲဒုက္ခလွမြောက်ရေးအတွက်ဆုံးလွတ်ရတဲ့စိတ်ဓာတ်ကိုဆိုလိုတာပါကိုစမ်းညံစွမ်းရှိသလောက်ကြိုးစားရှာဖွေလုပ်ကြမယ်ရရှိတဲ့အကျိုးစီးပွားကိုတော့ကိုယ့်အတွက်ကြီးတာရယူသိမ့်ပိုက်ခံစားမယ်ဆိုတဲ့စိတ်မထားပဲသူတစ်ပါးအဲ့အတွက်ငဲကွက်ဆုံးလွတ်ဖို့အမြဲထားရှိတဲ့စိတ်ဓာတ်မျိုးမှာကုသိုလ်စစ်စစ်ဖြစ်တဲ့အာလောဘစိတ်ဓာတ်ဖြစ်ပါတယ် ဆလောနိနာခံတဲ့စိတ်ဓာတ်နဲ့ပတ်သက်လို့ဖုရားရှင်ကတပည့်များကိုစုံမရမှာနေ့စဉ်ဆုံးခံရစွမ်းစားရမှာပင်ကိုရနိုင်သမျှအားလုံးကိုမယူပဲနောက်ပုဂ္ဂိုလ်အတွက်ငဲကွက်ပြီးတင့်တော်ယုံ မြတ်တာယုံသာခံယူသုံးဆောင်ကြဖို့အမြဲတည်ထားအတိပွားကြပါဘောစနေမတ်တင်ညူလိုဆုံးမတော်မူပါတည်းမြတ်စွာဘုရားရှင်ရဲ့ဆုံးမပြည့်ညက်တော်မူခြင်းနဲ့ပတ်သက်လို့လေးစားမှတ်သားစရာကောင်းတယ်မထေမြတ်တို့ရဲ့လိုက်နာဆောင်ရွက်ပုံကိုလည်းဆရာစင်စဲအရာကြားနာမှတ်သားရဘူးပါတည်းမိမိရဲ့ဆရာဆရာ ပါစရိယဖြစ်တဲ့ပဇွန်တောင်က အရှင်အဋိဆဝင်သားចောင်းလိုက်ကြီးရဲ့မူလတိုက်တွေဆရာတော်နာမီကျော်မိလိန်နာပညာအထကထာနေတယကျမ်းပြုဆရာအကျော်ဆရာတော်ကြီးအရှင်အဋိဆဝင်သားတတ်တော်ထင်ရှားရှိစဉ်ကចောင်းတိုက်တန်ဃာတော်များအတွက်စွမ်းစားចောင်းမှာစွမ်းတဝိုင်း၄ပါးကြစီအတွက်ခဲပွဲဘောစင်များစီစဉ်ထားပြီး အဝင်ဝမှာအလုံးမြင်တော့ ကိုအခွင့်ကိုသိနောက်လူကိုလည်းကြည့်ဆိုတဲ့စာတန်းကို ရေးထားပါတဲ့ဒီစာတန်းနဲ့ပတ်သက်ပြီးဆရာတော်ကစွမ်းတဝိုင်းမှာလေးပါးကြားစီသတ်မှတ်ထားတဲ့အတွင်ဘယ်သူမဆိုမိမိရှေးမှာရှိတဲ့စွမ်းဝိုင်းပေါ်ကခဲဝယ်ဘောစဉ်အလုံးရဲ့လေးဖို့တဖို့ဟာမိမိတို့ရတဲ့အခွင့်အရေးဖြစ်တယ် ဲ့ဒါကိုသိပြီးဘလောက်ကောင်းမွန်တဲ့ခဲဝယ်ဟင်းလျာကိုမဆိုလေးဖို့တဖို့ထက်မပူအောင်ဖုံးပေးကြရမယ်လေးဖို့တဖို့ထက်ပူပြီးအခွင့်အရေးယူခဲ့ရင်ဒါဟာသူများအခွင့်အရေးကိုမတရားရယူတာဖြစ်တယ်စင်းလဲတဲ့ခိုးခြင်းတစ်မျိုးပဲ ဒါကိုလုံးဝမကျူးလွန်မိအောင်ရှောင်ရမယ်မိမိတို့စားပြီးတဲ့အခါမှာတိမ့်စီစေကြောကြမယ်ကပ္ပိယများနဲ့ចောင်းသားများ ရှိကြတယ်သူတို့ဘို့လဲကြည့်ပြီးမိမိတို့ရပိုင်ခွင့်တဲကတတ်နိုင်သမျှချိုးချံခဲ့ရင် ကိုပိုင်ဆိုင်ခွင့်ကို နောက်လူတွေအတွက်ဆွန့်လွတ်လှူဒန်းရကြတယ်လို့ရှင်းလင်းမိန်ကြားပါတဲ့ ဒီကျောင်းနဲ့ပတ်သက်လို့ညောင်တုံးမျိုးရှင်ဟင်းသာတော်ရကျောင်းတိုင်းမှာပညာသင်ယူခဲ့ဘူးတဲ့ဆရာတော်ကြီးတစ်ပါးနဲ့စကားဆက်မိတဲ့အခါညောင်တုံးရှင်ဟင်းသာတော်ရကျောင်းတိုင်းမှာလည်းအလားတူကျင့်သုံးကြောင်းမိန့်ကြားပါတယ် ဆရာတော်ကြီးပြောပြတာကတော့တပီးတော်တို့ညောင်နှုံးရွှေဟင်းသာတော်ရမှလည်းဒီပုံစံမျိုးနဲ့အလားတူပဲကျင့်သုံးကြပါတယ်။အဲ့ဒီမှာတော့စွမ်းစားဆောင်မှာစာနဲ့တော့ရေးမထားဘူး။စောင်းဝိုင်းမှာတန်ခါဆုံးထိုင်ပြီးတာနဲ့တပြိုင်နက်နာယကဆရာတော်ကြီးကအရှင်ဖုရားတို့အခုလုံးစွမ်းတဝိုင်းမှာလေးပါးစီထိုင်နေကြတဲ့အရှင်ဖုရားတို့ရဲ့ရှေ့ကစွမ်းပွဲပေါ်မှာ ရှိတဲ့ ဟင်းလျာခဲပွဲများတဲ့ကလေးဖို့တဖို့စီဟာအရှင်ဖျားတို့အတွက်ရီမန်းလူထန်းတာဖြစ်လို့အရှင်ဖျားတို့ပိုင်ဆိုင်ကြပါတယ်ဖေ။အရှင်ဖျားတို့ဖုံးပေးပြီးကြံခဲ့လို့ရှိရင်လေကပိယများ၊ចောင်းသားများကတိန်စေပြီးစာသုံးစေကြောကြပါလိမ့်မယ်။ခုချိန်မှာအရှင်ဖျားတို့ကအလှကံပုဂ္ဂိုလ်တွေဖြစ်ပြီးဒကာဒကာမများနဲ့ကပိယများကလှူဒန်းသူတွေဖြစ်ကြပါတယ်။ တကယ်လို့အရှင်ဖြစ်အများကမိမိတို့ရဲ့ရပိုင်ခွင့်ဖြစ်တယ်လေးဖို့တဖို့တဲက တပည့်ရများចောင်းသားများအတွက်ငဲွက်ပြီးခြံထားမယ်ဆိုရင်တော့အရှင်ဖျားတို့ဟာအလှကံပုဂ္ဂိုလ်ဖြစ်ကနေအလှပေးပုဂ္ဂိုလ်များ ဖြစ်သွားကြပါလိမ့်မယ်ဗျာကိုယ်တိုင်အလှပေးပုဂ္ဂိုလ်များဖြစ်ကြရအောင်မေတ္တာကရုဏာရှည်ထားပြီးဖုံးပေးသုံးဆောင်တော်မူကြပါဖျားလို့ရှောက်ထားမိန်ကြားလိုက်ပါတည်း တာမန်အဖြစ်ကြည့်မယ်ဆိုရင်တော့စွမ်းတပွဲမှာရှိတဲ့မိမိတို့ရဲ့ရာသင်းတဲ့အခွင့်အရေးတွေကနည်းနည်းပါးပါးခြံထားတယ်ဆိုတဲ့ကိစ္စဟာဘာမှမပြောပလောက်တဲ့အသေးမွှားလေးတစ်ခုလို့ပဲ ထင်စီရပါဒါပေမဲ့ အမိုက်ကစပြတ်တဲ့မိလောင်တက်တယ်လို့အမိုက်ကရွှေပြေးဆိုတာလေရှိတတ်တဲ့သဘာဝအတိုင်းမပြောပတ်လောက်တဲ့အနေများလေးများကိုအကြောင်းပြုပြီးတော့ပဲလူတဦးချင်းတမိသားစုချင်းခိုက်ရန်ဖြစ်ပွားခြင်းအစနိုင်ငံချင်းစိတ်ခင်းကြရဲ့အထိလေဖြစ်တတ်ကြပြီးဒီလို မပြောပတ်လောက်တဲ့အသေးမွှားလေးတွေကိုစွန့်လွတ်အနစ်နာခံမှုကြောင့်ပဲလူတဦးချင်းစီကစပြီးနိုင်ငံချင်းအထိရင်းနှီးကြွမ်း ွင့်ချစ်ခင်မြတ်တာ သွားတာမျိုးလဲဖြစ်သွားနိုင်တယ်ဆိုတာကိုလဲလောကရဲ့ညီညွတ်မြတ်တာကြက်တည်ရှိမှုကို လိုလားသူတိုင်းလက်ခံကြရပါလိမ့်မယ်အလင်းနှမ်းချာနေတရက်6လ2008ခုနှစ်ရင်သွေးမဟုတ်တဲ့ရင်နှစ် ဆရာသမားဆိုတာကတော့ဘဲဥကို ရင်ငွေးနဲ့ဝတ်ပေးရတယ်ကြံမိခင်လိုပါပဲလေအတောင်လက်ဆောင်တဲ့အခါသူတို့ကရေထဲဆင်းပြီးကူးနေကြတာကိုကုန်းပေါ်ကနေရင်တမမနဲ့ကြည်ပြီးပူနေရတာပါပဲ ပခောကူနိကာယမဟာရတညူမဟာထေရဆရာတော်ဗဒန္တာဇောတိကမြောင်မြို့နယ်တာထွန်းကျေးရွာ တိုက်သစ်ဆရာတော်ကြီးဗဒန္နာဇောတိက မထေမြတ်ဆိုတာပခောကူနိကာယအဖွဲကမဟာရတညူမဟာထေရဆိုတဲ့ဘွဲတစိတ်ဆက်ကက်ချင်းကိုခံရတဲ့ပခောကူနိကေဆရာတော်ကြီးများတဲ့ကထေကြီးဝါကြီးဆရာတော်ကြီးတပါဖြစ်ပါတယ် အရွယ်ကောင်းစဉ်ကတော့တာထွန်းဆိုတဲ့ကြေးရွာចောင်းတိုက်တစ်ခုကနေဓမ္မစရိယတပည့်များထွန်းပေါက်တဲ့အထိစာပေပရိယတ်တိပိုးချပေးနေတဲ့ဆရာတော်ကြီးပေါ့တတော်ဝါတော့ကြီးရင်တဲ့အခါမှာတော့ပရိယတ်တိစာပေမပိုးချနိုင်တော့ပဲစွမ်းနိုင်သမျှပฏิဘက်အလုပ်လုပ်ရင်ရဲရွာတကာတကာမများကိုဟောကြားဆုံးမဆောင်းလျှောက်ပေးနေတဲ့ဆရာတော်ကြီးပါ ပခုတ်ကူနိဂါယဆီရတော်တန်ဃာတော်များက လေးစားယူသေးကြတဲ့အတိုင်းမြို့ကြီးတိုက်ကြီးများမှာတည်င်းသုံးဖို့ပင်းဆောင်ကြတာကိုညင်းပယ်ပြီးကျေးလက်မှာသာသနာထွန်းကားအောင်ဆောင်ရွက်နေတဲ့ဆရာတော်ကြီးဖြစ်တာနဲ့အညီဝင်းကျင်မှာရှိကြတဲ့ယဟန်ရှင်လူများအပါအဝင်ခောစရာခံဖြစ်တဲ့တာထွန်းရသူရသားတို့လေးစားအားထားကြည်ညိုရတဲ့ဆရာတော်ကြီးဖြစ်လို့ ဆရာတော်ကြီးရဲ့ဂုံတင်းကိုတပည့်များထံမှတဆင်ကြားဘူးနေတာကြာပါပြီဆရာတော်ကြီးရဲ့အစိုးအမိတ်ဩဝါဒနဲ့ပတ်သက်လို့ဆရာတော်ကြီးရဲ့နောက်ဆုံးတပည့်ကြီးတစ်ပါးဖြစ်တဲ့ဆရာကြီးဆရာဆရာကန်ထွန်းသစ်စီကတဆင်ကြားနာမှတ်သားရတာအလွန်ကြည်နူးဝမ်းသာဖြစ်စရာပါစီရတော်တတ်တော်ဝါတော်ကြီးလာတော့အထက်တန်းပြီးတကက်စာပေတွေကို ကိုယ်တိုင်မပိုးချနိုင်တော့တဲ့အတွက်သာသန ာတော်မှာအလားလာရှိလောက်တဲ့တပည့်အားလုံးကိုမြို့ကြီးများမှာစာသင်တိုက်ကြီးများစီပညာသင်ပို့လွှတ်လိုက်တဲ့အတွက်ဆရာတော်အနီးပါးမှာလောက်လောက်လာလာတပည့်ကြီးရဲ့လိုမရှိပဲ ကိုရင်ငယ်များចောင်းသားများနဲ့ဖြစ်သလိုသာ သတင်းသုံးနေပါတယ်ဆရာတော်ကြီးခုလိုနေရတာနဲ့ပတ်သက်လို့အစဉ်ပြေပါရဲ့လား တပြည့်ကြီးများနဲ့ပတ်သက်လို့ကဘလို့များသဘောရပါတယ်လဲဆိုတဲ့အကြောင်းလျှောက်ထားသောအခါဆရာတော်ကြီးကအေးအစကလေးကမြို့ကြီးပြကြီးတွေစီ စာတင်ဖို့ပို့လို့ခဲ့တာဟာ သူတို့အစွမ်းရှိသလောက် ပေါရောက်အောင်မြင်ပြီး ကိုတန်ရတန်ရပရိယပရိပတ်တာဝင်များနဲ့သာသနာဝင်ကိုထမ်းဆောင်နိုင်ကြဖို့လှုပ်လိုက်တာပဲကြည့်ရင်ကိုနာပြန်ခဲ့ပြီးလှုပ်ကျွေးဆောင်းလျှောက်ပါစေဆိုတဲ့တောင်းတချက်မထားပါဘူး မူလကလေးကဆိုင်ယုံသာဆိုင်ကျင်သာပိုင်ကျင်သာမှမဟုတ်ပဲကိုယ်စီပြန်မလာရကောင်းလားဆိုတဲ့စိတ်တော့လုံးလုံးမရှိပါဘူးအခုသူတို့တွေအထိုက်အလျောက်အောင်မြင်ပေါရောက်ကြတယ်ဆိုတာကိုပဲဝမ်းမြောက်ရတာပေါ့တချို့တပည့်ကြီးများကြတော့လေသတင်းဝါလာကျွချိန်မှာ လာပြီးခရောကြတာ ရှိပါတယ် အေးကွယ်ဆရာသမားဆိုတာကတော့ကိုငယ်တပည့်တွေကိုဘယ်ရွယ်ရောက်နေနေခလေးတငယ်တွေလိုပဲစိတ်ကထင်တုံးဆိုတော့တခါတလေတိတ်သဘောမကြတာတွေကြားသိရတဲ့အခါစူတန်စူငေါက်တန်ငေါက်ဆိုသလိုပြောမိစုံမိတာပေါ့လေတချို့ကလည်းသဘောကြတာရှိသလိုသဘောမကြတာလည်းရှိကြမှာပေါ့ အေးလေဆရာသမားဆိုတာကတော့ဘဲဥတွေကိုတားပေါအောင်ရင်ငွေ့နဲ့ဝစ်ပေးကြရတဲ့ကြက်မိခင်ကြီးလိုပါပဲလေအတောင်လက် ပေါက်လာတဲ့အထီတော်ကိုက ကိုရင်သွေးလိုသဘောထားပြီးဝစ်ပေးတာပေါ့အတောင်လက်ဆုံလာတဲ့အခါမှာတော့သူတို့ကသူတို့ဗီဇဓာတ်ခံတိုင်းရေတဲကူးနေကြတာကိုပဲ ကုန်းပေါ်ကမိခင်ကြီးကတော့ရင်တမမနဲ့ရေထဲမှာနင်းမွများသွားမလားဟဲ့ဆိုတော့ပူပန်စိတ်ကတော့ရှိနေတာပဲကွယ်ရင်သွေးပင်မဟုတ်တော့ညာကိုဝေပေးထားရတယ်ဆိုတော့ရင်နှစ်မေတ္တာတရားကကြီးမားကြတဲ့ကိုကွယ် တို့မှလည်းအဲ့ဒလိုပေါ့ကွယ်တချို့တပည့်တွေကတော့ပရိယတိနေပဲမှာပဲတပိုင်းတပနိုင်စာတင်တိုက်ကလေးတွေနဲ့တီထောင်အုပ်ချုပ်ပြီးရုံးငန်နေတယ်ဆိုတော့သူတို့အတွက်လည်းပြည့်စုံအောင်မြင်ကြပါစေတယ်ဆိုတဲ့မေတ္တာစိတ်လေးပွားမိတာပေါ့တချို့တပည့်များကြတော့လဲအသက်ရွယ်ကလည်းငယ်သေးတယ်သူတို့ကအဟောပြောတွေနဲ့သာသနာပြုကြတဲ့တယ် တကားတကားမတွေဆိုတာကလည်းမောင်ပစင်းတို့သိတဲ့အတိုင်းပဲလေတကယ်ပင်ရင်မူလဖြစ်တဲ့ပရိယတိတာဝန်ကိုထမ်းဆောင်နေကြတဲ့စာကြဖုန်ကြီးများကိုသာမသိကြမကြည်ညိုတတ်ကြတာတရားဟောဓမ္မကတိကတို့တရားပြတဲ့ဖုန်ကြီးတို့ကြတော့ပိုပြီးသိကြကြည်ညိုတတ်ကြတာမျိုးကို ဘာပဲဖြစ်ဖြစ်ပါရမီ သူတို့ပါရမီသူတို့ဗီဇာတက်ခံအတိုင်းလှုပ်ဆောင်ကြလို့အောင်မြင်နေကြတာကိုတော့ဝမ်းမြောက်ပါတယ်။အဲခုနပြောတဲ့ကြမ်းမိခင်ကြီးလို့ပေါ့လေ။ကိုကရေဆိုတာနစ်တက်တယ်လို့တီထားတာဆိုတော့သူတို့တွေခုလိုငငယ်ရွယ်ရွယ်နဲ့ရေထဲမှာမွေးလျော်နေတာကိုလည်းရှင်တမမပဲကွယ်။ဘာပဲဖြစ်ဖြစ်လေရေဆိုတာကလည်း ကျန်းကျန်းကျင်ကျင်ကူးတဲ့ရင်မနည်းနိုင်ဘူးဆိုပေမဲ့ကြာရင်အေးတော့ပတ်တက်သမို့လားသာသနာဝင်နှင်းများနဲ့ပစ္စည်းလေးပါဆိုတာကတစ်ပင်နဲ့ရေလိုပဲမောင်ပစင်းရဲ့ရေမရှိပြန်ရင်လဲရှင်သန်မို့မလွယ်သလိုရေတွေများပြီးဝင့်နေပြန်ရင်လဲဒီတစ်ပင်အေးမီလို့အမြင့်ပုတ်ပြီးသေတတ်တာမျိုးလဲရှိတတ်တာကို ကိုကတော့ဒါကိုတွေးပြီးစိုးရိမ်မိတာပါ ေးဟေးဆရာသမားကတော့ဘယ်တဘဲကိုမစို့ပေါ့လေပစ္စည်းလေးပါတို့တကားတကားမှဆက်ဆက်ရေးတို့နဲ့ပတ်သက်ရင်ရေကူးကျွမ်းကျင်သူဖြစ်တာထက်ရေကိုတင့်တင့်ယုံထက်ပိုပြီးအရဲမကူးသူဖြစ်တာကိုပဲပိုပြီးသဘောကျသကွယ်အဲ့ဒါမောင်ပစင်းတို့လည်းတတိထားကြပေါ့ကွယ်လို့မိန်ကြပြီး မျက်လုံးများကဟိုးခဝဲဝဲစီကိုမျောနေသလိုလိုကြည့်ရင်းနဲ့စကားလက်စာတက်လိုက်ပါတယ်။ဆရာတော်ဖျားကြီးမိန့်ကြခဲ့တဲ့အထဲကရင်သွေးမဟုတ်တော်ညာရင်နှစ်ဖြစ်တဲ့မေတ္တာတရားကကြီးမားတကူွယ်ဆိုတဲ့စကားတန်ကကြားရသူရှင်ထဲမှာလဲတကူလာတယ်ဆိုတဲ့မလားပြောရမလားမသိအချိန်ချင်းပဲတင်ထက်နေပါတယ်။ မြတ်စွာဘုရားရှင်ကတော့သာသမီများကိုရင်နဲ့လွယ်ပြီးရှင်သွေးဖြင့်မွေးဖွားပြုစုပေးတဲ့မိဘများဆိုတာလူကလေးများကို လူဘဝရောက်ရုံလူလားများယုံထီးသာစွမ်းနိုင်ကြတာရှင်နဲ့အဖြစ်မွေးဖွားပေးကြတဲ့ဆရာသမားတို့ကသာ လူဘဝရောက်လာသူတိုင်းကို ပင်ကိုဗီဇပါရမီတက်ခံဆွမ်းရှိသလောက်ပေါ့ရောက်အောင်မြင် လူရဝင်အောင်အစတွေကိုဖော်ထုတ်ပြတာမွေးဖွားပေးကြတာဖြစ်လို့ဘဝရဲ့အောင်မြင်ကြီးပွားရေးမှာရှားနှုံးပြည့်အရေးပါတဲ့ပဝိထိမိဘရင်းများပဲဖြစ်တယ်လို့မိတ်ဆိုပါတယ်တန်ယုတ်ကလျာဏမိတ်တတ် ပြီးတော့ရင်းနှစ်အဖြစ်မွေးဖွားပေးတဲ့မိဘဆရာသမားများဆိုတာတပည့်သားသမီးများကိုနှလုံးသားမှာရှိတဲ့မေတ္တာကရုဏာစေတနာများနဲ့လုံလဝရိယတို့ရဲ့လှုံ့ဆော်မှုမှာတရေတီပြီးနှုတ်ခရင်းကားနေမြတ်ဟော ပြောဆိုဖွားမြင်ပေးကြတာဖြစ်လို့နှလုံးနဲ့တရေလွယ်ပြီးဂရင်းကမွေးဖွားပေးကြတဲ့မိဘများပင်ဖြစ်လို့ဇာတိမိဘများနဲ့ထတ်တူကျေးဇူးကြီးမားကြတဲ့ပဝိထိမိဘများပဲဖြစ်ပါတယ်။ဒါကြောင့်လဲဖះနဲ့တကိုင်းနေထားတဲ့အနန္တ၅ပါးကိုတတ်မှတ်ရေတွဲရာမှာမိဘများနှင့်ဆရာသမားတို့ကိုတရံနေထားရတာပါ။ ဒီလိုဆရာသမားတို့ကနှလုံးနဲ့လွယ်ပြီးဂရင်းကဂရင်းကဖွားမြင်ခြင်းကို ခံယူရတဲ့သာသမီဥယေဝတိတ်တော်ဝမုခတော်ဇာတာ အသိပညာအတတ်ပညာတို့နှင့်အတူကိုကျင့်တရားများပါ မြင့်မြတ်တဲ့အစဉ်ကို ရောက်ရှိလာတဲ့တွင် တကယ့်အမျိုးကောင်းသာသမီဆိုတဲ့ဇာတိကုလပုဒ်ထက်လည်းတာလွန်မြင့်မြတ်ပါတယ် ကရင်ကဖွားမသာသမီမြက်ဖြစ်တယ်ဆိုတာဒီသဘောကို ပြောတာပါပဲ။ဆရာသမားများကယင်နှစ်မိပါဆိုတဲ့မေတ္တာစိတ်ထားရှိသလိုတပည့်များကလည်းဆရာသမားတိုင်းကိုယင်နှစ်မိပါများအဖြစ်မေတ္တာအပြည့်နဲ့ပြန်လည်တိမှကြမယ်ဆိုရင်တော့လောကရဲ့ကြက်တည်းအစ်စ်ကိုတွေးကြုံရရှိခံစားရမှာမလွဲပါဘူးလို့ယုံကြည်ခံယူမိပါတယ်။ ရင်နှစ်သေးချာများဖြစ်ကြပါစီတော်အလင်းနှမ်းချာနေ၈ရက်၉လ2008ခုနှစ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ပိုင်းမှာပြန်ဆောင်ကြပါမယ်ရှင်